တော့ဦးဇင်းတို့ရဲ့မြန်မာနိုင်ငံပညာရေးကလည်းဒီအတိုင်းပဲအခုလက်ကြည့်ပြငလင်းနေလှုပ်တယ်ဒီကျောင်းသူကျောင်းသားတွေလည်းတရားရေးအများကြီးပါတယ်ကျောင်းသူကျောင်းသားတွေစာမွေးလည်းဖြေပြီးသွားပြီအဲ့ဒါကိုဆက်ပြီးမှစာမွေးပြန်ဖြေရမယ်ဆိုတော့ဘလို့အုံနောက်မျိုးနဲ့ဆုံးဖြတ်ထားလဲဒါကြောင့်ဒါမှမဟုတ်ဘာကြောင့်ပညာရေးဝန်ကြီးဖြစ်နေတာလဲဒါမျိုးလူကိုပညာရေးဝန်ကြီးခန့်ရတယ်လားလို့ပြန်ပြီးမှမဲခွန်းထုတ်ရမယ်ဒိန်ဆိုင်နေပါကြီးကလေးတွေစူးစမ်းပြီးမှသူတို့ဖားနာနေမှလောက်ခဲ့ပြီ အခုချိန်မှာသာဖြစ်ဘယ်စာအုပ်ကိုကရင်ဖြေရမှာလဲဘယ်မေးခွန်းကိုဖြေရမှာလဲဘာကိုလုတ်ပြီးဖြေရမှာလဲဘယ်လိုစာအုပ်သွားကြည့်ရမှာလဲဟုတ်ပါပြီတရေရိုက်တရေတွဲတွေကမဖြေရသေးဘူးအဖြေရခင်မှာငလင်လုတ်တယ်ဆိုတော့ဒါအချိန်တက်မှပြီးမှပြန်ပြီးမှဖြေရမှာလက်ခံတယ်အခုဖြေပြီးသားကိုပြန်ဖြေရမယ်ဆိုတော့ခလာလို့စဉ်းစားကြည့်ငလင်ကြောင့်တက္ကသိုလ်ဝန်ထမ်းစာမျိုးပွဲပြန်ဖြေရမည်အပေါ်ပောက်ကူတော်ရဲ့တုံးသက်ချက်ကိုတင်ဆက်ပေးခြင်းပါတယ်။ လာမယ့်ဇွန်လ16ရက်နေ့ကနေ21ရက်နေ့အထိတက္ကသိုလ်ဝန်ထမ်းဆောင်မွေးပွဲပြန်ကျင်းပမယ်လို့လဲစစ်ကောင်စီဘက်ကအချိန်ဇယားနဲ့တကွထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီလက်အောက်ခံပညာရေးဝန်ကြီးဌာနရဲ့ဆုံးဖြတ်ချက်ဟာကျောင်းသူကျောင်းသားတွေအတွက်တစ်ဖက်သက်ဆန်လွန်းတယ်လို့ဝေဖန်ထောက်ပြတာတွေရှိတယ်လို့ကျောင်းသူကျောင်းသားတွေကျောင်းသားမိဘတွေတင်ကြားရေးဆရာဆရာမတွေဘက်ကကန့်ကွက်မှုတွေလည်းရှိနေပါတယ်ပြီးခဲ့တဲ့မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်စကိုင်းတိုင်းတွေကနေရာတချို့နဲ့မန္တလေးနေပြည်တော်တို့မှာလူထိခိုက်ဒေဆုံးမှုများခဲ့တယ်လို့နေအိမ်အဆောက်အဦများစွာထိခိုက်ပျက်စီးခဲ့ပေမဲ့ချင်းတောင်ချီမှာတည်ရှိတဲ့ကလေးမျိုးမှာတော့ လူထိခိုက်တေဆုံးတာနေအိမ်အဆောက်အဦထိခိုက်ပျက်စီးတာမရှိခဲ့ပါဘူးအဲမျိုးလင်းမင်္ဂလာပါဗျဒီနေ့ဟာ25ရက်လေးလပိုင်း2000နဲ့မှ25ဖြစ်ပါလေဗျခုဦးစင်းပြောနေတဲ့ချိန်ဟာ7:50နဲ့မှ3မိနစ်ဖြစ်ပါလေရန်နေရန်ပူတဲ့အချိန်ပေါ့နော်ရန်ဒါရန်ပူတယ်ဗျအဲ့တော့ဦးစင်းဘာပြောချင်တာလဲဆိုလို့ရှိရင်အဲ့တော့ပြည်ညာရေးဝန်ကြီးဌာနနဲ့ပတ်သက်ပြီးမှဂရိတ်တွဲပေါ့နော်ဆနတန်းပေါ့အဲဆနတန်းနဲ့ပတ်သက်ပြီးမှဘယ်လိုမှမများပြောနေကြတာရတော့အများကြီးဗျာနော် အဲ့မှာမနေ့ကဦးစင်းကိုစားလေးစားလေးတစ်ဆောင်ရောက်လာတယ်ပေါ့ရှင်ဖျားတဲ့ဒီကလေးတွေနဲ့ပတ်တယ်ပြီးရှင်ဖျားတို့ကလည်းဒီချိန်မှာပေါ့နော်ပြောနေတယ်ပေါ့ဗျာဟိုပါနော်ဒီတုံးတက်ပြေးပါလားဖျားတဲ့အဲ့တော့ဦးစင်းကတော့ဘာပြောချင်တယ်တော့ပေါ့နော်သူမေးတာအဲ့လိုနဲ့ပတ်တယ်ပြီးပညာရေးဝင်ပညာရေးဝင်ကြီးဌာနတဲ့ဦးစင်းကတော့ဘာမှပြောချင်မှမဟုတ်လို့ပညာရေးဝင်ကြီးဌာနပညာရေးဝင်ကြီးလုပ်တဲ့သူတွေကအုံအောင်မရှိလို့လို့ကိုချင်းစာတရားမရှိလို့လို့အချိန်ခါကိုနားမလဲလို့အချိန်ခါကိုမတုံးတက်လို့လို့သူတို့အတွက်ပဲကြည်ရလေအဂရိ ေအများဆုံးနေရာပညာရေးဝန်ကြီးဌာနပဲတောင်းဆရာဆရာမတွေနေရာပြောင်းကျင်တဲ့တောင်းဆရာဆရာမတွေမျိုးဟောအကုန်လုံးများပညာရေးဝန်ကြီးဌာနအောင်မှာဆိုအများကြီးအများကြီးနော်အများကြီးအဲ့လိုပြောင်းကျင်နေဆိုရင်အကုန်လုံးပေးရကမ်းရတာပဲဗျနော်ပညာရေးဝန်ကြီးဌာနအများကြီးပဲအများကြီးပဲနောက်ဆုံးခြားစားမှုဆိုဒီအောက်ကျောင်းဒီအောက်ကကျောင်းနေရာရှိအစိုးဆုံးပဲပညာရေးဝန်ကြီးဌာနအောင်မှာအဆင့်အဆင့်နေနော်အဲ့တော့ဥစဉ်တို့ရဲ့မြန်မာနိုင်ငံပညာရေးရလည်းဒီအတိုင်းပဲအခုလက်ကြည့်ဗျငလျင်နေလှုပ်တယ်ဒီကြောင်းလူကြောင်းသားရဲ့လက်တရားရဲ့အများကြီးပါတယ်။ကြောင်းလူကြောင်းသားရဲ့စာမွေးလည်းဖြည့်ပြီးသွားပြီ အဲ့တော့ဆက်ပြီးမှဇာမိုလ်ရဲ့တန်းဖြေရမယ်ဆိုတော့ဘယ်လိုအုံနောက်မျိုးနဲ့ဆုံးဖြတ်ထားလဲဒါကြောင့်ဒါမှမဟုတ်ဘာကြောင့်ပညာရေးဝန်ကြီးဖြစ်နေတာလဲဒါမှမဟုတ်လူကိုပညာရေးဝန်ကြီးခန့်ရတယ်လားလို့ပြန်ပြီးမှမေးခွန်းထုတ်ရမယ်ပြန်ဆိုင်နေပါကြီးကနော်ဆိုင်နေပါကြီးအဲ့တော့ဦးစင်းတို့ကတော့ရှင်းရှင်းပြောရလို့ဆိုရင်တော့လုံးဝလုံးဝပြန်ပြီးမှမဖြေတင်ဘူးလို့ပဲဦးစင်းတို့ကတော့တုံ့တန်ချင်တယ်တုံ့တန်ချင်တယ်ဘာဖြစ်လို့လဲကလေးတွေမှာစိတ်ဓာတ်ရရဆိုင်လေးရှိတယ်ဟုတ်ကလေးတွေမှာဒီစာအုပ်တရားရရှိအောင်မလားကလေးတွေဇာမွဲဖြစ်ဘာလို့သွားဖြစ်မှာလဲဘာလဲမေးခွန်းနေပါကြီးရောက်စားမှာလား မေခွန်းနေပါရေမောင်ခူလိုင်းအလေးလုံးမလားအောင်လိုင်းအလေးတယ်မလားထဲလိုင်းအလေးတယ်မလားဒါမှပြန်မေးရမယ်မေခွန်းနေဖြစ်နေပြန်ပြီးမှဒီကလေးတွေကိုစူးစီးကိုလွယ်ပါမလားဟုတ်ပြီခင်ဗျားစားမွဲပြပဲမြို့လေးမှာဖြစ်ပါလေမန္တလေးမြို့စကိုင်းမှာလည်းဖြစ်အောင်မလားမန္တလေးမြို့မှာလည်းဖြစ်အောင်မလားအများကြီးပဲနေပြည်တော်ဘက်တည်းရောအဲ့တော့ပညာရေးကိုအလေးနဲ့ထားတယ်ပညာရေးဝန်ကြီးဌာနအနေနဲ့ပညာရေးကိုတန်ဖိုးထားတယ်ပညာရေးကိုမြင့်တင်ခြင်းနဲ့ဆိုရင်ငလျင်ကျောက်ပျက်စီးသွားတဲ့စာရင်ကျောင်းတွေကိုခင်ဗျားတို့စောက်လေ ငလင်ရောက်ပျက်စီးသွားတဲ့ဆိုင်ရင်ရောင်းတွေကိုပြန်ပြီးမှပြုပြင်ဖို့လုပ်လေဒီစေဝေးတာကြောင့်ဇာမွေးမဖြေရသေးတဲ့ရွာဒေတာတွေဥစဉ်တို့ပေါက်နေဒေတာတွေဆိုလည်းအများကြီးအခုခုခရိုင်ထဲမှာဇာမွေးဖြေကျွန်းလို့မဖြေရတဲ့ကြောင်းသူကြောင်းသားတွေအများကြီးအဲ့ကလေးတွေခင်ဗျဖြေရအောင်လုပ်ပေးမှာလားတရားရေးဝန်ကြီးဌာနဝက်ကူတော်ကမေးချင်တယ်ဟောက်ကူတော်နှစ်တန်းမဲ့နေခဲ့ဦးတာပါဗျာကြောင်းနဲ့ပတ်သက်လို့ရှိရင်ဒါပေမဲ့ဒါတုံးတက်တဲ့နေရာမှာအဆိုးကောင်းကတော့တုံးတက်ရမှာပဲခင်ဗျားတို့ဒါပညာရေးကိုလေးနေထားတဲ့ပညာရေးကိုတကယ်တန်ဖို့တရားရေးကိုတကယ်မြင့်တင်ခြင်းနဲ့ဆိုလို့ရှိရင် 2021ကနေခု2025ထိကလေးတွေဂရိတ်တွဲလည်းအများကြီးတယ်ဂရိတ်နိုင်နေလည်းအများကြီးဂရိတ်တန်းနေလည်းအများကြီးရှိတယ်စက်တွေလည်းရှိတယ်အဲစာမွေးမဖြေရတဲ့ကလေးတွေအများကြီးရှိတယ်အဲ့ကလေးတွေကိုဖြေရအောင်ခင်ဗျားတို့ဘာလုပ်ပေးမလဲဘယ်လိုဆောင်ရွက်ပေးမလဲအများကြီးတရားဝင်ထားနိုင်တယ်ဘာလုပ်ပေးမလဲတချို့ဆိုလို့ရှိရင်တော့ခူရွာလာရင်အများကြီးနော်အချင်းပြင်းနိုင်မှဆိုတချို့တော့ခူရွာလာရင်အများကြီးပဲ အပြန်ပြီးမှကိုကိုကိုပြန်ပြီးမှသုံးတက်ပါအောင်လို့တက်မလို့ပုံရိပ်ကြအောင်တော့မလုပ်ကြပါနဲ့လွယ်ပြောချင်တယ်မြန်မာပြည်ဝန်ကြီးဌာနအနေနဲ့ဘာပြောပြောဘယ်လိုပဲအဖြေပဲထုတ်ထုတ်စာမွေးပြန်ဖြေရမယ်ဆိုလဲဘာလို့လို့တက်မလို့ပဲတူတူကအာတက်မလို့ကပဲဒါကြီးကိုပြတ်ထုတ်ခိုင်းတာပဲအဲ့တော့ဦးစင်ပြောချင်တာကတော့ဒီကြံတဲ့ဌာနဆိုင်ရာတွေအကုန်လုံးတော်တော်များများကြီးကြားထဲမှာလဲခဲတီးတီးဟာရှိနေတာဟုတ်ဗျဘာပြောပြောတက်မလို့ပုံရိပ်ကြံပြီးတာပဲဆိုတဲ့ပုံစံမလုပ်နေရလေအများကြီးရှိသေးတယ်အများကြီးရှိသေးတယ်အဲ့လိုပောက်ကိုတော့အဲ့လိုပြောရင်မကြိုက်ကြအောင်မကြိုက်ကြအောင် ဦးဇင်းတို့တော့မှန်လက်ထင်တော့ပြောပါမယ်မှန်လက်ထင်တော့ပြောပါမယ်မှန်တာပြောလို့မကျေနပ်ဘူးပောက်ကူတော့တရားစွဲတဲ့ထောင်ချတဲ့ချဘောမလုပ်ပါနဲ့အဲ့တော့ဥစဉ်တို့ရဲ့ဥစဉ်ကိုမေးနေတဲ့မေးခွန်းနေဥစဉ်တို့ရဲ့အမြင်တဘောတရားကတော့အမြင်သုံးတက်ချက်ကတော့လုံးဝလုံးဝစာမွေးမဖြစ်သင့်ဘူးလို့ပဲဥစဉ်ကတော့သုံးတက်ချင်တယ်ဘာကြောင့်လဲဆိုလို့ရှိရင်ကလေးတွေစာမွေးဖြေခဲ့ပြီကလေးတွေစူးစမ်းပြီးမှသူစမ်းနေတယ်မှလုတ်ခဲ့ပြီအခုချိန်မှာသာဖြစ်ဘယ်စာကိုခိုင်းဖြေရမှာလဲဘယ်မေးခွန်းကိုဖြေရမှာလဲဘာကိုလုတ်ပြီးဖြေရမှာလဲဘယ်လိုစာကိုတော့ကြည့်ရမှာလဲ ုတ်ပါဘူးဂရေရိုက်ဂရေတွဲတွေကမဖြေရသေးဘူးအဖြေရခင်မှာငလင်လောက်တယ်ဆိုတော့ဒါအချိန်တက်မှပြီးမှပြန်ပြီးမှဖြေရမှာလက်ခံတယ်ဟုတ်ကဲ့ဖြေပြီးသားကိုပြန်ဖြေရမယ်ဆိုတော့ခင်ဗျားတို့စဉ်းစားကြည့်ခင်ဗျားတို့စဉ်းစားကြည့်လိုက်ဒါလေးကိုဥစဉ်ကပြောချင်တာပါဗျာနော်ဒါလေးကိုဥစဉ်ကသုံးသပ်ချင်တာပါနော်အဲ့တော့ပြည်သူတွေရဲ့ဆန္ဒကတော့ဘလို့တဘောရမလဲဆိုတော့မပြောတတ်ဘူးပေါ့ကဥစဉ်တို့ကတော့ပညာရေးဝန်ကြီးဌာနဘလို့အုံအောင်နဲ့ဆုံးဖြတ်ဆုံးဖြတ်ထားလဲလို့ပဲခေါင်းစည်းကြလိုက်ပါလေအားလုံးပါပဲဗျာ